โอเคအားလုံးပဲမင်္ဂလာပါဗျဆော့ကတီယာမြင့်နေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီမျိုးတော့ဒီနေ့မှာကြာမယ်ဒီ Club World Cup ပွဲစဉ်မြေပွဲရှိတဲ့နေရာနေအကျဆုံး၃ပွဲဖြစ်တဲ့စင်နိုင်ခွဲတနိုင်ခွဲလေးနိုင်ခွဲမှာကံမယ်ဒီ၃ပွဲကိုထူးထူးချင်းပြည်ပြလုပ်ပြီးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီ Bayern Munich နဲ့ဒီ New Zealand Club အတင်းဖြစ်တဲ့ဒီ Auckland City ပွဲနဲ့စလိုက်အောင်ဒီပွဲမှာဒီ Bayern က Origi လေးလုံးရှုံနဲ့ခူပေါင်းကြီးနှလုံး၁၀ဆားမှာခြေပွန့်ထားပါတယ်ဒီနေ့တော့ကြည့်ရမယ်တော့ဒီဒီနှစ်တင်းဒီ ranking အရအရန်ကွာထားနေထားမှာဖြစ်တာကြောင့်ဒီလေးလုံးရှုံဆိုတဲ့ ဈေးတန်းကဒီဂျာပွဲမှာလေလုံရှုံကကျွန်တော်ဈေးတန်းမျက်တိုက်လို့ယူဆပါတယ်။ဒီဘိုင်ယန်အနေနဲ့ဒီဘွန်နက်စလီကာမှာတမပဲဒီဈေးတန်းမျိုးကဒီမကြခဏဒီပိတ်သက်တဲ့အနေထားမှာဖြစ်တာကြောင့်ဒီလိုရန်ကင်ရရန်ကွာထားတဲ့အိုကလန်စီးတီးလိုတဲ့မျိုးကိုဒီလေလုံရှုံကဈေးမှန်လေလို့ယူဆပါတယ်။မရှိဖောင်ကြီးကမကြံဖောင်ရတော့တစ်နှလုံးဖောင်ကောင်းမှာပါလေ။ဘိုင်ယန်လည်းဒီဖောင်ကောင်းမှာထားပါတယ်။ဒီအိုကလန်စီးတီးကိုကြည့်ရမယ်ဆိုရင်လေဒီနယူးဇီလန်ပြည်ထောင်လိမှာတော့ဖောင်ကောင်းမထားရဆိုပေမဲ့ဒီကလပ်ဝေါကတ ဒီခြေစပွဲတွေမှာတော့ဒီပြည်ရင်းလီကပြင်ပကလပ်အသင်းတွေနဲ့တွေ့တဲ့အချိန်မှာဒီရလကောင်းထားတဲ့နေရာမှာမရှိပါဘူး sorry ထိပ်သီးလီဒီ AHD ရဲ့ကိုလည်းဒီ twist နဲ့ကိုပြရှုံထားပြီးဒီ Egypt ထိပ်သီးလီဖြစ်တဲ့ AR လီဒီမနက်မှာပဲဒီ Inter Miami နဲ့ကန်ထားတဲ့ Egypt ထိပ်သီးကလပ်ဖြစ်တဲ့ AR လီနဲ့တိထိုက်တဲ့တွေ့ဆုံမှုမှာလည်းဒီ AR လီက twist နဲ့ကိုပြအနိုင်ရရှိထားပြီးဒီ Auckland City အနေနဲ့ဒီသူပြည်ရင်းလီကပြင်ပကလပ်နဲ့ဆိုရင်ဒီရလကောင်းထားတဲ့နေရာမှာမရှိပါဘူးဒီနောက်တစ်ပွဲကလည်းဒီ Qatar ထိပ်သီးအသင်းဖြစ်တဲ့ ဲ့ဒီခဲနဲ့လည်းဒီ 3C ကိုပြက်ရှုံးထိုင်တာအခြေအနေဖြစ်ဒီဒီလိုအသင်းလေးမျိုးတွေတော့မှပဲဒီကိုပြက်ရှုံးထားတဲ့အနေထားမှာဒီဘိုင်ယန်လို့ဒီ ranking အញ្ញံကွာထားတဲ့အနေထားမျိုးမှာဒီလီလုံအပြည့်ရှုံးကဒီဘိုင်ယန်တို့ကြည့်အောင်မှုမခက်ခဲတဲ့အနေထားမှာရှိပါတယ်။ဒါကြောင့်မို့လို့ဒီဘွဲမှာတော့ဒီဒီဈေးတန်းရာဒီအမှတ်တမဲ့ကျင်ဈေးပြင်းနဲ့ထင်ရပါမယ်။ကျွန်တော်ဒီဘွဲမှာလီလုံရှုပ်ပေါက်ကြောက်မှာဘိုင်ယန်တို့ကိုပြက်နိုင်တော့ပဲပွဲလို့ယူဆပါတယ်။ဒါကြောင့်မို့လီလုံရှုပ်ပေါက်ကြောက်မှာဘိုင်ယန်ဘော်ဒီကိုရွေးချယ်ထားပါတယ်။ရလခံမှကြက်5ကြီးခံမှထားပါတယ်။ နောက်တစ်ပွဲတော့ PSG နဲ့ ADCO ဒီနေ့တင်းကတော့ကျွန်တော်တို့ရင်းနှီးပြီးသားအသင်းနဲ့ဖြစ်ပါတယ်ဒီပွဲမှာ PSG က Bordeaux 95ပြားစားနဲ့ပူပေါင်းကြီး350စားမှာချေပွန့်ထားပါတယ်ဒီနေ့တင်းဒီပြီးခဲ့တဲ့ရာဒီ Champion League 1-4မှာတော့ထိတဲ့တွေ့ဆုံတာရှိပါတယ်ဒီအပွဲမှာ PSG အင်ဂွင်1-50ရှုံးထိတာအောင်ချေပွန့်ထားပါတယ် PSG နေနဲ့အင်ဂွင်မှာ1-50ရှုံးပေါက်ထားနေထားမှာဖြစ်တာအကြောင်းဒီလိုမျိုးဂျာဝင်းမျိုးမှာကလုံးသေးလောက်ထိပေါက်တဲ့နေထားမှာ1-95ပြားစားက PSG ဈေးပြောင်းပါတယ် လက်ရှိဖောင်ကြီးရမှာဆိုရင်တရက်ကြီးကိုဖောင်ရန်ကောင်းပါလေနောက်ဆုံးနောက်ဝက်မှာအပွဲလုံးနိုင်ထားပြီးတော့အီဒီကိုကြည့်ရမှာဆိုရင်ဒီလာလီကာရာသီပဲပွဲစဉ်တွေမှာအရင်ရက်လက်မကောင်းထားတဲ့နေသားမှာဖြစ်တာကြောင့်ဒီပီအက်ဂျီနေနဲ့ဒီဈေးတန်းရအထီးတဲ့ပိုပေးတင်တဲ့နေသားမှာရှိပါတယ်ပီအက်ဂျီနေနဲ့ဒီချန်ပီယံလေးဖဲလာလဲဒီလက်မှာရရှိထားတဲ့နေသားမှာဖြစ်တာကြောင့်ဒီဈေးတန်းတွပြောင်းမှုနဲ့တူကျွန်တော်ဒီပွဲမှာတော့ဒီအီဒီကိုဘော်ဒီကိုရွေးချယ်ထားပါတယ်အီဒီကိုအနေဆုံးဒီကံတော့မပွဲလို့ယူဆပါတယ်ဘောင်းကြီး3-5ရက်စားပေါက်ကြည့်ရအောင်ပါလေဒီအီဒီကိုရော ဒီအီဒီကိုလည်းခံစစ်အသာပြုတဲ့အတင်းလည်းဖြစ်တာကြောင့်ပြည်ဒီဒီကမှလည်းလူဝန်ပွဲစဉ်တွေသာဒီတိုက်ဆွဲဖွင့်ဆော့တက်ပြီးတော့ဒီရှားပွဲစဉ်တွေမှာတော့တို့အနေနဲ့ခံစစ်အသာပေးပြီးကစားရတဲ့နေထိုင်မှာဖြစ်တာကြောင့်ဒီပွဲမှာတော့သုံးလုံးငါးသက်ပေါက်ပြီးရောက်မှာကိုမောင်းအောင်နဲ့အီဒီကိုဘိုရီကိုရွေးချယ်ထားပါတယ်ရလက်ခံမှန်းချက်ဝမ်ဝမ်ခံမှန်းထားပါတယ်နော်ဝဲတော့ဘရာဇီးကလပ်ဘာမီယံနဲ့ပိုတူဂီကလပ်ပေါ်တိုဒီပွဲမှာဘာမီယံကဘော်ဂျီ11 20နဲ့ပိုပေါင်းကြီးနှလုံး50ဆော့မှာမော်ရီစီခပင်းမြန်ဖွင့်ထားပါတယ်။ဒီနေ့ဆင်းကိုကြည့်ရမစင်ပိုတိုကဒီဘာမီယံထက်ဒီကလပ်အမေကပို့ပြီးတော့ ကြီးမားထားတဲ့နေသားမှာရှိပါတယ်ပေါ်တူအနေနဲ့ဒီဥရောပပွဲစဉ်တွေမှာအများအားကန်ထားတဲ့နေသားမှာဖြစ်တာကြောင့်ဒီပါမီယက်လိုအသင်းမျိုးကိုကြီးကြောမပေးရထားတဲ့နေသားမှာပါမီယက်ကပြန်ပြီးတော့လှန်ကြီးပေါက်ထားတဲ့နေသားမှာရှိပါတယ်ဒီပထမဆက်တဲ့ကြီးကားပေါ်တူကလည်း level ရှုံးထီတောင်ကျင်းပွင့်ထားပြီးဒီနေကင်းပိုင်းမှာတော့ဒီပါမီယက်ကပဲပြန်ပြီးတော့ဒီလှန်ကြီးပေါက်ထားနေသားမှာဖြစ်တာကြောင့်ဒီပွဲမှာတော့ဒီပါမီယက်တို့အနေဆုံးတည်ရနေတယ်အနရလက်ထောင်ကန်သွောင်းမိလို့ယူဆပါတယ်အရှိဖောင်ကြီးရမယ်ဆိုလဲဖောင်ရတော့နှစ်နှစ်လောက်ရိုင်းကွာထားတဲ့နေသားမှာမရှိတာကြောင့်ဒီပွဲမှာတော့ ီဘော်ဒိုတို့အချင်းမပေးရမှုနဲ့အတူပေါင်းမြက်ဘော်ဒီကိုရွေးချယ်ထားပါတယ်ပေါင်းမြက်အနေနဲ့ဒေနဲ့အနိုင်မဲလို့ယူဆပါတယ်ဒါကြောင့်မို့လို့20ရင်းပြီးပေါင်းမြက်ဘော်ဒီကိုကြိုက်ပါတယ်ဘူပေါင်းကြီးနှလုံး50ရှင်ပေါက်ကြည့်အောင်ပါအမေရိကတင်နေကြတဲ့ဒီခန်းစစ်နဲ့ဒီ physical game ကိုအသာပေးတဲ့နေရာမှာဖြစ်တာကြောင့်ဒီပေါ်တိုရိုကိုရရှိဖို့ရုံးကန်ရမယ့်နေရာမှာရှိပါတယ်။ပါမီယက်ကလည်းဒီခန်းစစ်ကောင်းတဲ့နေရာမှာဖြစ်တာကြောင့်နှလုံး50ရှင်ပေါက်ကြည့်အောင်ပါဒီပါမီယက် body နဲ့ဘုံဘောင်းအောက်ကိုရွေးချယ်ထားပါရလက်ခံမှန်းချက်ဝန်ကြီးခံမှထားပါတယ်။စူပါသန်းညမှာအလုံးအပေါင်းပြကြပါတယ်ခင်ဗျ။